မင်္ဂလာပါရှင်။အိုက်ဇာ TV ရဲ့ဗမာတိုင်းရင်းသားဘာသာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။အောက်တိုဘာ၈ရက်နေ့ညရရှိထားသောသတင်းတွေကိုကျမခွန်မန်ဂျယ်လာကနေပြီးတော့တင်ဆက်ပေးသွားပါမယ်ရှင်။ဗမာမြို့အတွင်းကံရီပူပေါင်းတက်နှင့်ဆက်ကဆတ်တက်တွင်နေ့စဉ်ဆိုသလိုတိုက်ပွဲပြင်းထန်လျက်ရှိကြောင်းရှီတန်တည်းအေးမြများထပ်မတီးရပါရယ်။ အော်တိုဘာလ6ရက်နေ့ညနေပိုင်း6:00 PM ချိန်မှစပြီးဗမော်3မိုင်ဘက်ကိုစက္ကစတပ်တွေစီရင်အားလုံးရင်ဖြစ်ထိုးစစ်ဆင်လာတော့ကြောင့် KYE ပူပေါင်းတပ်ဖွဲ့နဲ့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်။အော်တိုဘာ9ရက်နေ့မှလည်းဗမော်9မိုင်ဘက်တို့စီရင်လှရှားလာတဲ့စစ်ကောင်စီတပ်တွေနဲ့ KYE ပူပေါင်းတပ်များတိုက်ပွဲပြင်းထန်ဖြစ်ပွားကြောင်းနဲ့စစ်ကောင်စီဘက်မှလည်းလေကြောင်းကိုအတိအကျထားတိုက်ခတ်မှုတွေပြုလုပ်နေကြောင်းသိရပါတယ်ရှင်။ ြန်ရိုးဆိုရမှချိဖေးဒေတာမေခမြကျော်တလျှောက်တွင်ရွှေတူးဖော်မှုများကိုအောက်တိုဘာလရက်နေ့မှစ၍ပိတ်ပြင်တားမြစ်လိုက်ပြီးဖြစ်ကြောင်းသိရပါရရှင်။ချိဖေးဒေတာဟာရခင်ကအစ်အစိုးရအုပ်ချုပ်ချိန်တွင်ရွှေတူးဖော်မှုများကိုလွတ်လပ်စွာတူးဖော်မှုများပြုလုပ်တာကြောင့်ဒေတာခံပြည်သူများအကြိမ်ကြိမ်ဆန့်ကျင်မှုများပြုလုပ်ခဲ့ကြပါရဲ့။ ယခုအချိန်ကံယုံအစိုးရမှအုတ်ချုပ်ဆွေရနေတာဖြစ်ပြီးပြည်သူများကန့်ကွက်ကြတော့နေရများတွင်ရွှေတူးဖော်မှုများမပြုတ်လုကြရနှင့်ရွှေတူးဖော်တို့ကြောင့်ရေချောင်းလမ်းနှင့်ကာလများထိခတ်ပျက်စီးမှုများကိုကာကွယ်ရန်ရည်ရွယ်လျက်ရွှေတူးဖော်ခြင်းတမင်ကြောင့်တရားပါတယ်။ရွှေတူးဖော်မှုများကိုတာမီရတွင်ချီဖွေဒေတာနှင့်နှိဆက်တော့မိခမိကြောတကြောရှိရွှေတူးတူအလုံးပေါင်းပြီးတာမီထားကြောင်းလည်းသိရပါဗျာ။ တနိုင်းမြို့အတွင်းကချင်တိုင်းရင်းသားယဉ်ကျေးမှုအမွေအနှစ်များနှင့်တဘာဝပောက်ဝင်းကျေးမြေယာစီမံခန့်ခွဲဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကိုအော်တိုဘာလ9ရက်နေ့မနက်9:00နာရီအချိန်တွင်တနိုင်းမြို့မနောကွန်း၌ပြုလုပ်ခဲ့ပါသည်။ကချင်ယဉ်ကျေးမှုအမွေအနှစ်နှင့်တဘာဝပောက်ဝင်းကျေးဖွံ့ဖြိုးမှုနှင့်ပတ်သက်ပြီးတနိုင်းမြို့ရိုးရာကော်မတီတွင်နှင့်တွေ့ဆုံဆွေးနွေးမှုကိုနေ့ရက်ပြုလုပ်သွားမည်ဖြစ်ကြောင်းရခိုင်မျိုးဆက်များရဲ့ထုံတမ်းစင်လာများပြည်လဲရှင်တန်လာအတုံးပြုတ်နိုင်အောင် ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများရရှိနိုင်အောင်ယဉ်ကျေးမှုဥပဒေနှင့်လုပ်ပိုင်ခွင့်နှင့်ရှိလာနိုင်အောင်ခုလိုဆွေးနွေးအစီအစဉ်ပြုလုပ်ရတာဖြစ်ကြောင်းရိုးရာကော်မတီမှတာဝန်ရှိသူတို့ပြောပါရယ်ဆွေးနွေးပွဲကိုအစီအစဉ်တွေအရရက်ကတိုင်းရင်းသားခုနှစ်မျိုးနှင့်ရက်မြင့်ရက်ဖများအဖွဲ့အစည်းအတီတီမှတာဝန်ရှိသူများအလုံး90ကျော်တက်ရောက်ကနေရတာပြုလုပ်ခဲ့ကြောင်းသိရပါရယ်ရှင်နာစင်ခဲကြတော့မိဘပြည်သူများအားလုံးကိုစိတ်နှပြွှလန်းချမ်းမြေကြပါစေရှင်။